အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာ6လပိုင်းမှာတွေ့ကြုံလာမဲ့တင်းငွေတွေတာသမီတွေရဲ့တလတာကန်အစိုးကောင်းလေးကိုတဲရော့နဲ့သုံးသက်ပေးသွားမဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့6လပိုင်းတင်းငွေတွေတာသမီတွေတို့ရဲ့ကန်အစိုးကောင်းကိုဟောကြားပေးမဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒါကြောင့်လို့မိတ်ဆွေတို့ဟာဗီဒီယိုနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ရှုဖို့တော့ ဆင်ပြေပါတယ်တကယ်လို့ကိုယ်အနေနဲ့ဘေးဒဏ်ရောက်ခြင်းမရှိဘူးဆိုရင်ဒီဗီဒီယိုဟာကိုယ့်အတွက်အချိန်ကုန်တယ်ငွေကုန်တယ်ဆိုတဲ့ဗီဒီယိုတစ်ခုပဲဖြစ်သွားမှာပါအဲ့တော့အခုကြည့်နေတဲ့လူတွေထဲမှာတိုင်းငွေတွေတာသမီတွေရှိတယ်ကိုယ့်ရဲ့တလတာမှာကံအဆိုးကောင်းလဲသိချင်တယ်ဘေးဒဏ်ရောက်ခြင်းမရှိတယ်ဆိုရင်ဒီကောက်ဒီဗီဒီယိုကိုဆုံးတဲ့တိကြည့်ရှုပေးပါတကယ်လို့ကျွန်တော်ရဟောကြားမှုကြိုက်တယ်ဆိုလို့ရှိရင် ကျွန်တော်အကောင့်ကို follow လုပ်ပေးထားခြင်းအဖြစ်နေ့စဉ်နဲ့မျှကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့အဘမင်းသင်္ကားရဲ့တပည့်ဆရာဆောင်းအောင်ဖြစ်ပါတယ်။မိတ်ဆွေတွေကိုအမြဲတမ်းပေးတဲ့ရည်ရည်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်။အားဆိုရင်ကျွန်တော်တင်းငွေတွေသားသမီးတွေတွေ့ကြုံလာမယ့်ကံစိုးကောင်းလေးကိုစတင်တဲရော့ကတ်ချုပ်ပါမယ်။ပမာဥဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် စီပိုင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတင်းငွေတွေသားသမီးတွေဒီ6လပိုင်းမှာခက်ခဲမှုကာလတစ်ခုကိုဖြတ်တန်းနေရမှာဖြစ်ပါတယ်။လုံငန်းကိစ္စမှာအာဝန်ထမ်းရေးရာကိစ္စအဆင်မပြေမှုလုံငန်းကိစ္စနဲ့ပတ်သက်တဲ့တချို့တော့ပြောဆိုမှုစကားတွေလွဲချော်မှုတွေကြုံတွေ့လာတတ်တယ်။လုံငန်းကိစ္စတွေမှာထက်ကထက်ကပြန်လဲပြီးတော့ပြုလုပ်ရတာမျိုးတွေပေါ့နော်။လွဲချော်ဖြစ်တဲ့အတွက်ကြောင့်မို့ပြန်လဲပြီးတော့ပြုလုပ်ရတာမျိုးတွေတွေးကြုံလာတတ်တယ်။ဒါကြောင့်မလို့လုပ်ငန်းကွင်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့စီးပွားရေး လုပ်ငန်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအရင်ကထက်ပုံမှန်ပြီးတော့စ조사အားထုတ်ရတယ်လို့အရင်ကထက်ပုံမှန်ပြီးတော့လူပင်ပန်းမှုစိတ်ပင်ပန်းမှုတွေးကြုံလာရတတ်ပါတယ်မိမိရဲ့လုပ်ငန်းကိစ္စတွေမှာလည်းကိုယ့်ကိုပြိုင်ဆိုင်နေဒို့မဟုတ်တနည်းတစ်ပုံကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုလာရောက်ပြီးလူယူတဲ့လူတချို့တွေနဲ့တွေးကြုံလာတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုတည်တည်ချာချာပြင်ဆင်စေချင်ပါတယ်နောက်တစ်ချက်ကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ငွေကြေးကိစ္စရနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့မိမိကိုငွေကြေးကိစ္စအထောက်ပံ့ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့အကူအညီပေးမဲ့လူတွေအ ਨੇ ချင်းရရှိလာနိုင်ပါတယ်။ဒို့မဟုတ်ငွေရလာနိုင်မှုအတွက်လုပ်ငန်းအခွင့်အလမ်းတွေမိတ်ဆက်ပေးတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ကိုသတင်းစကားပါတဲ့လူတွေဒီအချိန်မှာတွေ့ကြုံလာရတတ်ပါတယ်။အာငွေကြေးကိစ္စရနဲ့ပတ်သက်ပြီးကြီးကြီးမားမားအဆင်ပြေတာမျိုးတော့မဟုတ်ပါဘူး။လက်ရှိအနေထားတဲ့နည်းနည်းလေးကျွန်တော်တို့ငွေအခွင့်အလမ်း ငွေကန်ပွင့်လင်းမှုတွေရရှိလာတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့လက်ရှိကိုယ့်ရဲ့အခုကြုံတွေ့နေရတဲ့လက်ရှိအနေအထားအတွက်ပုံမှုပြီးတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးကန်ခွင့်လန်းကောင်းနေလောက်ကန်အခွင့်လန်းကောင်းနေရရှိပြီးတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်ပြေလာခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုယ်မှာပေးစရာကန်းစရာချေအကျိုးရှိတယ်ဆိုရင်တော့ငွေကြေးကိစ္စဒုံရဒုံရင်ပဲပြန်ဖြစ်ပါပါ။ဘာပဲပြောပြောအရန်ဆုံးနေတဲ့ထဲမှာတော့ပါနေတာမျိုးတော့မဟုတ်ပါဘူး။ နောက်ချက်ကတော့ကျမ်းမာရေးကိစ္စအင်းနဲ့ပတ်သက်ပြီးဟောကြားပေးချင်ပါတယ်အဓိကပြဿနာ1 point နဲ့ပတ်သက်တဲ့ပြဿနာဖြစ်ပေါ်တတ်ပါတယ်နော်အဲ့တော့အစာရင်နဲ့ပတ်သက်တာနော်အပြီးွားရင်ကျွန်တော်တို့တိုင်နဲ့ပတ်သက်တာပေါ့နော်1 point မှာရှိနေတဲ့ကျွန်တော်တို့အပိုင်းကြီးနဲ့ပတ်သက်ပြီးအားနည်းတာတော့ပြီးတွေ့နေရတဲ့အပိုင်းချဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုအချိန်ဒီပိုင်းချမျိုးမှာကိုယ့်ရဲ့1 point ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးယောဂလက္ခဏာငကုတ်မူလရှိတယ်ဆိုရင်ပုံမှန်ပြီးတော့ဂယုစိုက်စေချင်တာပေါ့ဗျာနော်နောက်တစ်ခုက မထင်မှတ်ထားပဲနဲ့အာခဏပြောလို့ပေါ့နော်ကိုယ့်ရဲ့ဝမ်းပိုက်ဒုက္ခပေးတာတွေဝမ်းချုံဝမ်းပြတ်ဖြစ်တာတွေနော်ဝမ်းကြိုက်တာတွေစသဖြင့်ဒီလိုအချိန်ဒီမျိုးမှာပြီးတော့မိုးရသည်လည်းဖြစ်တော့ပုံပုံပြီးတော့ဂယုဆိုင်စေချင်ပါနဲ့ဝမ်းပိုက်ဒုက္ခပေးတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့တွေ့ကြုံလာရမယ်တင်းငွေတွေတာသမီတွေအခြေအကျိစ္စဖြစ်ပါတယ်အခြေအကျိစ္စမှာကလေတင်းငွေတွေတာသမီတို့အခက်အခဲဆုံးကာလတစ်ခုအပိုင်းခြားကိုကြုံတွေ့နေရတတ်တယ် ကိုချစ်သူကကိုကိုဗျူးဆိုင်မှုအားနေတာမျိုးဒုံမဟုတ်ကိုပေါ်ကိုကျင်နာယူရမှုပြက်ပြဲတာမျိုးတွေတွေ့ကြုံလာတတ်တယ်ပြက်တနာတစ်ခုရှင်းလုံပြီးသူနောက်ထပ်ပြက်တနာတစ်ခုထပ်ပေါ်လာတတ်တယ်ဒါကြောင့်မလို့ငိုတဲ့ကကိုရဲ့ချစ်သူပေါ်တန်တရားဝင်နေတဲ့လူတွေကိုရဲ့ချစ်သူကကိုပေါ်ကိုမဟုတ်မမှန်ပြုလုပ်နေတဲ့လူတွေအဒီအချိန်မှာအပီးပြက်လမ်းခွဲသွားနိုင်တဲ့အချိန်ကြီးမျိုးထိတောင်ဖြစ်ပေါ်လာနိုင်ပါတယ်ဒါကြောင့်မလို့အခြေအကျိစရိုင်းနဲ့ပတ်သက်တဲ့ပိုင်းမှာတော့တရင်းကုန်တွေတာသမီတွေကအမတန်အားနေနေတဲ့အပိုင်းချလို့ပဲတုံးတက်ပြီးဟောကြားပေးခြင်းနဲ့အခြေရေးရဲ့အဓိက ဖြစ်ပေါ်နေတဲ့ပြဿနာအပေါင်းအသင်းမိတ်ဆွေကြောင့်တို့မဟုတ်သူ့ရဲ့အပျော်ပါလိုက်စားမှုကြောင့်သူ့ရဲ့စိတ်တာယာမှုကြောင့်အခြေအကျိစ္စတွေကပျက်စီးတာမျိုးတွေဒီအချိန်မှာတွေ့ကြုံလာတတ်ပါတယ်။နောက်တစ်ခုကအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကိုယ့်ရဲ့အိမ်တော်ဦးစီးဒုံမို့ကိုယ့်အိမ်မှာရှိနေတဲ့လူတူတူတယောက်ရဲဝဲမှာသွားရအလုပ်လုပ်ရတာမျိုးနိုင်ငံခြားသွားရတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။မထင်မှတ်ထားတဲ့အချိန်မှာ ိမ်ပြောင်းအိမ်ရွှေ့နေရာထိုင်ခင်းအပြောင်းရွှေ့တွေကျွန်တော်တို့တွေ့ကြုံလာမဲ့အချိန်ဒီအပိုင်းခြားတစ်ခုလည်းဖြစ်တယ်လို့ဒီအချိန်မှာမြို့ရွာပြောင်းရွှေ့မိသားစုလိုက်ပေါ့နော်မြို့ရွာပြောင်းရွှေ့နေထိုင်ခြေချဖို့အတွက်စူးစမ်းနေတဲ့လူတွေအားကံကောင်းမှုရရှိမဲ့အချိန်ဒီအပိုင်းခြားလည်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အပြောင်းလဲကောင်းမွန်တော့အပြောင်းလဲပေါ့နော်တစ်ခုခုတွေ့ကြုံခံစားရမယ့်အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာရမယ့်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ဝန်ထမ်းတွေဒီလိုအခြေအနေပိုင်းခြားမျိုးမှာလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာစိတ်အလုံးကြမှုများနေတတ်ပါတယ်လုပ်ငန်းခွင်မှာလည်းစိတ်ပြပြဝဝစိတ်ပါလက်ပါလှုပ်ဆောင်မှုအားရောနေပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်စရာရှိတဲ့ကိစ္စတွေကိုစိတ်မပါဘဲနဲ့တာဝန်ရလှုပ်ဆောင်နေရတဲ့ပုံစံမျိုးတွေတွေ့ကြုံလာတတ်လို့အထက်လူကြီးတွေနဲ့အဆင်မပြေဖြစ်တာမျိုးလှုပ်ပေါက်ကင်ပတ်တင်တဲ့ကိုယ်နဲ့မသိမြတ်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်ကိုလုံနေရတာနဲ့ကိုရတာနဲ့ထက်တူညီမျှ မရှိဘူးလို့တွေးခေါ်နေရတဲ့အတွက်ကြောင့်မနောက်ထပ်အလုတ်ခွင့်လန်းနေရှာဖို့အတွက်အလုတ်ကင်နေရှာဖို့အတွက်နောက်တနေ့ရပြောင်းရွှေ့ဖို့အတွက်စဉ်းစားဆုံးဖြတ်တွေးခေါ်ကြံစီနေတဲ့အချိန်ဒီအပိုင်းအခြားတစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့တွေးကြုံလာမဲ့တင်းငွေတွေသာသမီတွေရဲ့ပညာရေးနဲ့ပတ်သက်ကအပိုင်းအခြားဖြစ်ပါတယ်။ဒီချိန်မှာတင်းငွေတွေသာသမီတွေကပညာရေးအတွက်အလုတ်ကင်မိသားစုရေးကိုအချိန်ပေးရမယ့်အပိုင်းအခြားဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ပညာရေးကိစ္စတွေမှာအားနေတာမျိုးတွေးကြုံလာတတ်ပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကိစ္စကြောင့် ညာရေးကိုခြံလက်ထားရတာမျိုးကိုယ့်ရဲ့မိသားစုကိစ္စကြောင့်ပညာရေးကိုဦးစားပေးလို့မရတာမျိုးတွေဒီအချိန်မှာတွေ့ကြုံလာတတ်ပါတယ်။အဲ့တော့ပညာရေးကံကောင်းလားဆိုတော့ပညာရေးကံကတော့ကောင်းတယ်။ဒါပေမဲ့ပညာရေးကိုအချိန်ပေးဖို့အတွက်အားနည်းနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။နောက်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမဲ့တနင်္ဂနွေသားသမီးတွေရဲ့နိုင်ငံခြားနဲ့ပတ်သက်တဲ့ကံအခွင့်အလမ်းဖြစ်ပါတယ်။ဒီအချိန်မှာနိုင်ငံခြားနဲ့ပတ်သက်တဲ့ကံအခွင့်အလမ်းတွေအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကို့မှာရွေးချယ်စရာအများနဲ့နှစ်ခုဖြစ်နေတတ်ပါတယ်။ တော့ထိုင်းသွားမလားမလေးသွားမလားဂျပန်သွားမလားကိုရီးယားသွားမလားစသဖြင့်ပေါ့ကန်ခွန်းလန်းတွေအားကောင်းနေတဲ့ချိန်မှာကို့အတွက်စဉ်းစားတွေးခေါ်ရမယ့်အရာတွေလည်းများနေတတ်ပါတယ်တို့တော့ကျွန်တော်အနေနဲ့မိတ်ဆွေကိုအကြံပြုချင်တာကတော့တို့တို့ကန်ခွန်းလန်းတွေဘလောက်ပဲကောင်းကောင်းကိုကျွမ်းကျင်တာကိုပိုင်နိုင်တာကို့အတွက်အဆင်ပြေတဲ့နီးလန်းကိုပဲရွေးချယ်စေချင်ပါတယ်အဲ့တော့နိုင်ငံသားသွားဖို့အတွက်လှုပ်ဆောင်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေဟာလည်းကိုယ်တော့ကန်ထောက်ပံ့ကောင်းနေရရှိလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်လို့အခုမှနိုင်ငံသားသွားဖို့အတွက် စဉ်းစားနေတဲ့လူတွေကလည်းရွေးချယ်စေရအောင်ခက်ခဲလာတဲ့ကာလတစ်ခုဖျက်သန်းရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုချင်းဒီပန်းချမျိုးကကံမကောင်းဘူးလားဆိုတော့ကောင်းတယ်။ဒါပေမဲ့ကိုယ့်ရဲ့ရွေးချယ်မှုမမှားယွင်းဖို့အတွက်တော့လောပါလိမ့်မယ်။အခုလက်ရှိဥမာပေါ်ဂျပန်သွားဖို့လှုပ်ဆောင်နေတဲ့လူတွေကတခြားနိုင်ငံတစ်ခုထပ်ပေါ်ပြီးထပ်သွားခြင်းစိတ်တွေတခြားနိုင်ငံကဂျပန်ထပ်ပို့ပြီးလွန်နေမလားဂျပန်ကပဲကြာသွားမလားစသဖြင့်ဒီလိုမျိုးတွဲကောက်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိတ်ချထွေးစရာတွေပေါ့နော်။ ဒီလိုပေါ့ဘယ်သွားရင်ကောင်းမလဲဆိုတော့တွေးခေါ်မှုတွေးကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ကိုနဲ့ပိုင်နိုင်ပြီးတော့ကိုနဲ့အဆင်ပြေတဲ့နေရာကိုပဲသွားပါလို့အကြံပြုပေးချင်ပါတယ်။တတိယနေ့သားသမီးဒီလောက်ကျွန်တော်ဟောကြားရဲဆိုရင်ကျေနပ်မယ်လို့ထင်ပါတယ်။နောက်နေ့တွေမှာကြံရှိတဲ့နောက်သားသမီးတွေကိုနောက်ဗီဒီယိုတွေမှာတင်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးပဲကိုယ်ကြီးကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။